ကကိုရှာကျွေးနေတဲ့ကလေးပေါ့ရသမျှအနုပညာကြီးပေါ့ဒီအတာကြီးတွေပါအကုန်လုံးသူ့အမိသူပြန်ပြီးတာလေအဲတော့မိဘရှာကျွေးတဲ့ကလေးတယောက်ကစောစောစီးစီးဒီလိုမျိုးဝယ်လွန်သွားတယ်ဆိုတော့တော်တော်တော့စိတ်မကောင်းဖြစ်တယ်ယူကျုံးမြလည်းဖြစ်ရတယ်ခေါင်းနဲ့ဟောထားတယ်ဒီကတော့တော့ကွာတော့မင်းဘယ်သွားမလို့လဲတာဒီနာခဏပေါ့အေးညနေတကောင်နေပြင်မထွက်နဲ့ကိုတော်မသူ့ပြောလိုက်သေးတယ် အာစိတ်ချပါဦးရဲ့ဒါကလိမ္မာပြီးသားပါပါညာအဲ့ဒါလေးတော့အမှတ်တရနောက်ဆုံးစကားပြောခဲ့ကြံခဲ့တဲ့ဟာလေးပေါ့နော်ဒီနေ့ထိလည်းအခုချိန်ကြီးလည်းအဲ့ဒီနောက်ဆုံးပြောခဲ့တဲ့စကားလေးကိုမြင်အောင်သေးတယ်အဲ့ဒါသူ accident ဖြစ်မဲ့ညထင်တယ်စနေနေ့ည9:00လောက်ပဲသူဆေးရုံတက်နေရပဲမတိလိုက်ဘူးဆုံးတဲ့နေ့ကြမှာပဲဆုံးပြီဆိုပြီးတော့မနေ့6:00မှာပြီးတယ်ဒီသားစုနဲ့ထပ်တူဝမ်းနေရပါပြောစရာစကားတော့မရှိတော့ဘူး ဆရာဟိုကျွန်တော်တို့ကသူဆုံးတဲ့မနေ့မှစောကြီးတည်ရမနေ့6နိုင်တော့မှဒါတော့မှတမိအကြီးမှအိမ်ဖုန်းလန်းဆက်ပြောကိုမယုံနိုင်ဘူးမနော်နောက်ဆုံးဖုန်းဝင်ကြီးမှမီဒီယာတွေပေါ်မှာသူ့တပ်ပုံတွေတက်လာတယ်အဲသူဆုံးပြီဆိုပြီးတော့လေကျွန်တော်တို့သူဆုံးတဲ့မနေ့ကြမှာပဲတည်ရမှာဒီကလေးကကျွန်တော်ငငယ်လေးရပါတော့နော်ကျွန်တော်တမိနဲ့တူတွဲပြီးတော့ကလေးတျုပ်ဆောင်ပေါ်ရတဲ့နေသူ့ခေါ်ရိုက်ပြီးခဲ့တာစကားပေါင်းတော်တော်များများကိုလည်းသူကလေးတျုပ်ဆောင်အနေနဲ့ပြုတ်ဆောင်မှုပါတယ် အတော်လဲတော်ပါလေရေချင်းလဲရှိတယ်ကျိုးလဲကျိုးစားပါဟိုဟာသူအသက်ရွယ်ရလာတော့လဲဒီကလေးတယောက်ဆောင်နေလူကြီးတယောက်ဆောင်ပိုင်းကိုကူးတော့လဲ MRT4 ဘောင်မှာသူရိုက်နေတာတွေ့ရတယ်ကိုနဲ့လဲတလန်းလဲနေတယ်အိမ်ကလဲချင်းကောင်းရင်းဆိုတော့အမြဲတမ်းလဲတွေ့ရင်သူအပီးစကားကြီးပြောတယ်နောက်ပြီးတော့ကျိုးစားဖို့ပေါ့နော်ဒီအမှုပညာလောကမှာရက်တည်မဲ့ဆိုရင်ဘလို့စီကန်းနေရှိရမယ်ဆိုတော့လဲပြောပြပါတင်ပြီးတယ်ဟိုရေချင်းရှိတဲ့ကလေးတယောက်ပါရှင်းဆုံးပြောလို့ရှိရင်တော့ မိဘကိုရှာကျွေးနေတဲ့ကလေးပေါ့ရသမျှအနုပညာကြီးပေါ့ဒီအတားကြီးတွေပါအကုန်လုံးသူ့အမိသူပြန်ပြေးရလေအဲ့တော့မိဘရှာကျွေးတဲ့ကလေးတယောက်ကစောစောစီးစီးဒီလိုမျိုးဝယ်လွန်သွားတယ်ဆိုတော့တော်တော်စိတ်မကောင်းဖြစ်တယ်ယူကျုံးမရလည်းဖြစ်ရတယ်ကားတုံးအောင်ထဲမှာအငယ်ဆုံးပေါ့နော်အမိကိုရှာကျွေးနေတာပေါ့ဟိုဘယ်လိုခေါ်မလဲမိဘပေါ့အရင်တိတက်တဲ့ကလေးတယောက်ပေါ့နော် ကျွန်내သူတို့မိသားစုပါစင်တဲ့ကိစ္စရောကိုရောမသိဘူးဟိုဒါပေမဲ့အကိုတို့နဲ့တော့တွားရင်လာရင်အများနဲ့နှုတ်ဆက်တယ်ပြောမယ်ဆိုစကားပြောလဲယဉ်ကြီးရပေါ့လိမ္မာရဲ့ကလေးပဲအဲ့ဒီအဆီဒင်းဖြစ်မဲ့ညထင်တယ်စနေနေ့ည9:00နာရီလောက်ကအကိုကအပြင်မှာခွေးကြောင်းနေအတူကကားလေးထုတ်လာအဲ့နောက်ဆုံးတွေ့လိုက်တဲ့အချိန်ပဲအဲကိုကတော့မင်းဘယ်သွားမလို့လဲတာဒီနာခဏပေါ့အေးညနေတကောင်နေပြင်မထွက်နဲ့ကိုတော်မှသူ့ပြောလိုက်ပြီးတယ် အာစိတ်ချပါဦးရဲ့ဒါလိမ္မာပြီးသားပါပါညာအဲ့ဒါလေးတော့အမှတ်တရနောက်ဆုံးစကားပြောခဲ့ကြံခဲ့တဲ့ဟာလေးပေါ့နော်ဒီနေ့ထိလည်းအခုချိန်ဒီလည်းအဲ့ဒီနောက်ဆုံးပြောခဲ့တဲ့စကားလေးကိုမြင်ရောင်သေးတယ်အဲ့ဒါသူ accident ဖြစ်မဲ့ညထင်တယ်စနေနေ့ည9:00နာရီလောက်ပဲအဲ့နောက်ပိုင်းတော့အကိုလည်းအလုံများတော့မသိဘူးသူဆေးုံတက်နေရပဲမသိလိုက်ဘူးဆုံးနေနေကြမှာပဲဆုံးပြီဆိုပြီးတော့လက်6နာရီမှပြီးတယ်ခံစားရတော့ ။ဘာကြောင့်ခံစားရလဲဆိုတော့မှန်တိုင်းပြောလို့ရှိရင်တပည့်ဆိုရလဲတာသမီလိုပါပဲ။ဒါဟိုးငငယ်လေးတွေကနေပြီးတော့ဒီကလေးတွေ၅နှစ်၆နှစ်အရွယ်တွေကကလေးတုပ်ဆောင်ပွားတွေကအကိုတို့က training ပေးပြီးတော့ဇကားပေါင်းမြောက်များစွာကိုရိုက်လာတာ။ကိုသမီးနဲ့ဆိုလဲဇကားကြီးတော်တော်များများစုံပါလေမင်းသားမင်းသမီးအကြီးတန်းနေနေပဲရိုက်ခဲ့တာ။ဘယ်အခုဒီချိုးနေတာတဲ့ဦးစားနေပြီတာ။ညရဆောက်ထင်း။ဒါဆိုဘသူကြည့်ပြီးမယ်ကိုကိုနဲ့ညီမကြီးကြိုက်ကြတယ်။စိတ်လိုက် အဲ့တော့ခရီးထွက်လဲအတူတူပေါ့နော်ပြီးလို့ရှိရင်ဒီခါလေးခရီးပိုင်ထွက်လို့သူမိပိုင်ပိုင်မပိုင်ကိုကမိဘတပွဲကလေးကိုရင်းဥမကွာစောင့်ရှောက်ပြီးတော့ဟိုပါပေါ့အတူတူခရီးထွက်ပြီးရိုက်ကူးရေးလုပ်ခဲ့ရတယ်ခံစားရပါတယ်တာသမီတယောက်ဆုံးရှုံးသွားလို့ခံစားရပါဟောပြောမယ်ဆိုလို့ရှိရင်ဗျာအခုတို့ဒီအမှုပညာလောကအတွက်အနာဂတ်အတွက်မျိုးဆက်တစ်ကျေပွင့်နေပေါ့နော်ဒါသူဆိုလို့ရှိရင်လဲဒါအားလုံးသိကြပြီးတဲ့အတိုင်းနော် MRT 4ဆိုတာတနိုင်ငံလုံးကြီးရယ် မဲချိုစီးတွဲတွေနောက်ပြီးတော့ဖြူအောင်တက်ဂရစ်တို့ထိနေအောင်မင်းငေါင်းနဲ့ပေါင်းမယ်ဆိုရင်ကြောက်စိတ်တွေဖြောက်ထားမှရမယ်နော်သွေးမရှိဘဲတော့အောက်ဖက်လိုဝင်မလာနဲ့ရအောင်ရုပ်ရှင်ကားကြီးဆိုအတောင်အတောင်20ဝင်းမင်းအောင်ကြောက်ပါဘောနော်သူလိုရိုက်ထားပါယောက်ျားကြီးတံမဲနဲ့မိဘကြီးတို့နှုတ်တယ်ခင်ဗျားကြီးတို့ကြောက်တူးမနေနိုင်ဘူးရှေ့မှာပောက်တဲ့ကားကြီးလည်းရှိတယ်ကျိုးလဲကျူးစားပါတယ်နောက်အလားလာလဲကောင်းနေကြပြီးတော့ ခွညံရဲ့စိတ်တော့ကိုကတိတယ်ဟိုတို့နဲ့ဒီကောင်ခလေးဘွားတွေကကိုတို့နဲ့လက်တွဲပြီးရိုက်တယ်ရည်သူကသူဖြစ်ချင်တာဘယ်လိုခေါ်မလဲရမ်းကြိုးစားတယ်ကလေးနောက်ဆိုအဲ့လိုသူကိုချင်းစာရာတို့တနာတို့ပြောတော့သူကမကြိုက်ဘူးအဲ့လိုမျိုးအဲ့လိုစိတ်လေးရောရှိသူကထိတ်ဆုံးမရအောင်သွားခြင်းအဲ့လိုအမြင့်ဆုံးရအောင်သွားခြင်းနဲ့သူပေါ့နော်သူ့ရဲ့ရည်ရွယ်ချက်တွေအနာဂတ်တွေအဲ့ဒီနေ့မှာပဲပျက်စီးသွားတာကိုလည်းဘလို့မအောင်စောက်တီလို့မရအောင်တော်တော်လေးစိတ်မကောင်းဖြစ်နေတယ် ပွင့်ဉာဏ်မိခင်ဆိုတော့လေကျွန်တော်တို့ရဲ့အမလိုပါပဲကျွန်တော်ရိုက်ခွင်းကပြန်တော့သူ့အိမ်တက်ပြီးမေးတော့သူ့မိရလဲစိတ်ကောင်းဖြစ်ပြီးတော့ငိုတာပေါ့ဒါကလေးရဲ့ဆရာသမားတယောက်အနေနဲ့လာမေးတယ်ဆိုတော့ဗောနော်ကိုလည်းမျက်ကြီးကြားမိပါတယ်သူ့တက်ပုံလေးချီပြီးတော့ဟိုဘာပြောရမလဲညီမလေးနောက်ဆုံးတော့လေတီးတဲ့လူကတီးသွားပြီပဲအသက်ပြန်ရှင်လာနိုင်တော့မှမဟုတ်တော့အားလုံးကတန်ဝေကတရားယူပြီးတော့ပဲ စိတ်ကိုဖြေရတာပေါ့ဒါပေမဲ့ဒီနေ့ဒီချိန်ကြီးလဲဟိုဘုံညာကိုပြေးသွားပြီလို့ဖြေလို့မရသေးတဲ့အခြေအနေပေါ့နော်အခုလက်ရှိအခြေအနေကတော့လက်မခံလို့မရတော့တဲ့အခြေအနေတော့ဖြစ်သွားပြီပေါ့မိသားစုနဲ့ထပ်တူဝမ်းနေရပါပြောစရာစကားတော့မရှိတော့ဘူးငယ်သေးတယ်ညီမအဖန်တိုင်းပြောစောလွန်းနေပေါ့နော်ဟိုရုတ်တရက်ကြီးလို့ပဲထင်ပါတယ်ဒါတော့ဒီလမ်းကတော့အနှင်းနဲ့အမြန်လူတိုင်းကတော့ဆောက်ကြသွားကြမှာပဲလေ ဒါဒါပေမဲ့သူ့အနေနဲ့ကြည့်မယ်ဆိုရင်တော့တက်ကလည်းအခုမှ26ပဲရှိတယ်။အနုပညာလုပ်ပြီးလုပ်မယ်ဆိုအများကြီးလုပ်လို့ရသေးတယ်။အခုတော့မှသူနဲ့တွေ့လုံပြောသေးတယ်။မင်းက YouTube channel မှာလာရိုက်ပါလား။နော်အခုနေရာလေးတွေပေးရိုက်မယ်။မင်းကမင်းသားတင်ရိုက်မယ်ဆိုတာရိုက်မယ်ဦး။အဲဦးနဲ့တားလက်တွဲပြီးလုပ်တွေလုပ်မယ်ပါညာဒီ2025မှာ plan တွေဆွဲထားတာသူနဲ့အခု YouTube channel ကလည်း subscriber အများကြီးအောင်မြင်နေတဲ့အချိန်ဆိုလေသူ့ကိုလာရိုက်ဖို့ပြောထားတယ်သူကလည်းရိုက်မယ်ပေါ့နော်အခုကျတော့မျောလင်းချက်တွေအကုန်လုံး ျက်စီးတာပေါ့စိတ်လည်းမကောင်းပါဘူးဘုံညာဆုံးသွားပြီဆိုရင်နေရစားပြီးတော့အခုတမိသားစုလုံးလည်းဟိုဘယ်လိုခေါ်မလဲစားလို့လည်းမဝင်ဘူးအိတ်လို့လည်းမပြောစိတ်တွေလည်းကြောက်ခဲ့ရည်ဖြစ်တာอืม तू ကကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်သွားမှာပါဘာကြောင့်လဲဆိုတော့ဟိုမိဘဘောအရန်တိတက်တယ်တားလိမ့်မှတိတားလိမ့်မှကောင်းတိရောက်ပါနော်တော်ပြီမိဘဘောတိတက်ရုံနဲ့မဟုတ်ဘူးဒီကိုရီနေတဲ့ရက်ွက်ထဲမှာဆိုရင်လူချစ်လူခဲအပေါ်ဆုံး ဝီချစ်လူခဲအများဆုံးရန်ဖြစ်တာလေးဆိုတာရန်နိုင်မရှိဘူးဟိုသူ့အိမ်ထဲမှာရှိရင် तू ကပေးမယ်ကျွေးမယ်တကယ်ကြီးလေးဆိုလဲ तू ပဲအဲ့လိုပေါ့တဖေးတိုက်တာတို့ဘာလို့မုတ်ကျွေးတာတို့အဲ့နောက်ပြီးအပေါင်းအသင်းတွေလဲ तू ကမင်းနေနောက်အပေါင်းအသင်းတွေလဲ तू ချစ်ကြတယ်အဲ့တော့အားလုံးရဲ့ဇက်ဖျားမှာ तू ဆုံးပြီဆိုတဲ့တဲ့ကမယုံနိုင်လောက်အောင်ဖြစ်တာပေါ့နော်အဲ့တော့မိဘပေါ်လဲကောင်းတဲ့ကလေးတယောက်ဖြစ်တယ်ဆရာသမားကြီးပေါ်လဲယူတီကိုင်းဆိုင်တယ် ဆရာသမားဆိုအကူတော့မဟုတ်ပါဘူး MRD ဘိုးက team ဖွဲ့ရေးလဲသူယူသေးခိုင်းဆိုင်ပါတယ်သူတက် senior နေရောတော့ကြီးခဲ့တဲ့သူတွေရောဗောနော်အဲ့တော့မိဘဘိုးလဲလိန်မာတဲ့ခလေးတယောက်လဲဖြစ်တယ်ရက်ွက်ထဲမှာလဲလူချစ်လူခင်ပေါများတဲ့ခလေးတယောက်ဖြစ်တယ်အများအားသူကအပြင်ထွက်အပြုံးနဲ့ပဲနှုတ်ဆက်တာလीအကုန်လုံးအဲ့လိုပြုံးပြီးတော့ခါလဲညလုံးပေါက်လေးချင်းအောင်ပြုံးပြီးနှုတ်ဆက်ပြီးတော့နေတဲ့ခလေးတယောက်ဗောနော်အဲ့တော့ခုလိုမျိုးရုတ်တရက်ဖြစ်သွားလဲဆိုတော့ သူကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မှာပါအေးသူ့ဘဝလေးအေးချမ်းပါစေလို့ပဲအခုဆုတောင်းပါ